ောက်ပိုင်းဆောင်းဆိုင်လာတဲ့ဘေးတံပြအတွေ့ဗလာဆိုင်သာစစ်စစ်ဟောဗလာဆိုင်နောက်ပိုင်းဒီလို့လည်းတနည်းအားဖြင့်ခေါ်ကြတာပေါ့ကိုချင်ဦးရာဟောပြီဒါဖြင့်မောင်မြင့်သေးရာကိုမြင့်သေးမောင်ရာဘာသရှင်ကိုစပြီးပြီးပြလိုက်တာလေလို့မေးလိုက်ရင်ဖြင့်ကျွန်တော်ပြီးလိုက်တဲ့သရှင်လေးရတော့ ရင်ကုန်ကကျွန်တော်တို့ရဲ့ဘဘဆရာစိန်ပတ်မိုးရဲ့တခြင်းလေးတစ်ခုပါဟုတ်ပြီဘာတခြင်းတော့လို့မေးရင်တော့တခြင်းနာမည်လေးကတော့ဘဘကိုယ်တိုင်ရေးထားတာဘဘကိုယ်တိုင်ဆိုထားတဲ့တခြင်းလေးပါဟုတ်တခြင်းနာမည်လေးကကိုချစ်ဦးကြီးခမရငယ်နှောင်းစွာမီလို့ပြီးရတဲ့တခြင်းလေးပါဟုတ်ပါဒါလေးကိုကျွန်တော်ကတန်ဆန်းထွင်ပြီးတော့ ကျွန်တော်ကိုယ်တိုင်ဆရာများရဲ့ပညာအမွေအနှစ်များကိုစက္ကန့်ပြီးတော့ကျွန်တော်ညံဆန်းပြီးတွေလေးကွက်ဆန်းလေးထင်ပြီးတော့ရန်ကုန်ကဘာဘာဆရာစိန်ဖတ်မှုကတော့အနေချင်းဖြစ်ပါတယ်ခင်ဗျာဟောဟုတ်ပြီနော်ဟုတ်ပြီဒါလေးကိုဗလာဆိုင်လေးတို့မောင်မြင့်ထေးရဘယ်လိုတိပြမှာတော့ဆိုရင်တော့ဆရာကြီးရဲ့တခြင်းကိုဒီလိုလာတာဟောဟုတ်ပါရှင်ဟော ိမောက်မွေတချင်းဆိုတော့တချင်းအယုတ်ကိုကျွန်တော်ကတန်ဆန်းဖြစ်တော့အောင်တိကွက်ဖြစ်တော့အောင်အတန်နေဆန်းပြီးတော့ကျွန်တော်ကတိထတာကိုဗျဟောနော်ဟုတ်ကဲ့အဲ့လိုတိထတော့တချင်းရဲ့အယုတ်အတိုင်းလေးကိုမောင်မြင်ထေးရာ မြင့်ထင်းမောင်ဆိုပြပါအောင်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဖတ်ဆရာကြီးကဒီသင်းကိုလေဟောဆိုင်ဝိုင်းလေးကနေပြီးတော့ဒီလိုလေးရင့်ညံ့ညော်လေးဆိုထားတာဘလို့ပါလဲဆရာစိမ်မဘောကဒီလိုပါခင်ဗျာဟောတရားဝင်းနေမှာစပီးလာတော့ တငယ်ရောင်းရင်ဖို့ဆွေငယ်စင်တောင်းရင်ကလေးဘဝပါပဲရောရှင်ကြီးလူကငယ်အချောင်းပြန်ပြောင်းလာဒီရောမန်ဒီကြီးတဲ့ ငငယ်ကတငယ်ချင်းတွေမမိတဲ့အကြောင်းလေးပေါ့လူရည်လို့မှဖြစ်လာရင်မိမိရဲ့မွေးရဲ့ဇာတိချက်မျိုးကိုမမိကောင်းပါဘူးတဲ့ရွာသားကြီးရွာမှာတငယ်ချင်းတွေပြားဟောကျော်ပတော်မျိုးမှာမြင့်ထင်းမောင်မြင့်ထင်းမောင်ဆိုပြီးတော့ကျော်ပတော်မျိုးဖိတ်ခေါ်တဲ့တရှင်းနဲ့နာမည်ကြည့်နေပြီမယ်လူကျော်ပတော်သားမျိုးသားအစ်စ်မဟုတ်ပါဘူးဗျဟုတ်ပါဇာတိကဘယ်ရုံးလို့မေးဟော ကျော်ပတော်မြို့နေတဲ့အိုင်မမြောက်ရွာပါတဲ့ဟုတ်ကဲ့တော်သားလေးပေါ့ရွာပါပဲဆိုင်ပညာနဲ့တင်းလာခဲ့ပြီးတော့ကျော်ပတော်မှာဆရာပေးတဲ့ပညာလေးနဲ့ကျော်ပတော်မြို့ကိုရွာပြီးစွန့်ခွာပြီးတော့ဆိုင်ပညာလေးနဲ့အသင်မွေးမွေးကြောင်းပြုတော့နော်ဟုတ်အဲ့ဒီအချိန်ခါလေးမှာ ရှင်ရမရဲ့ကျေးဇူးကြောင့်ကြောက်ပေါင်းသားဖြစ်သွားတာပေါ့ဟုတ်ပြီဒါကြောင့်ကျွန်တော်ကလည်းတော်သားယောသားကိုဇာတိကိုချက်မြုပ်ကိုမမေ့လို့ဘူးလို့ဟုတ်ကဲ့ကျွန်တော်ရဲ့တငယ်ချင်းတွေကလည်းတောင်းဆိုထားတာဖြစ်တဲ့အတွက်ဒီသချင်းလေးကိုတည်တာချင်းဖြစ်တယ်ကောင်းပါဗျာတငယ်ချင်းတွေကများတယ်ဗျာဟုတ်ယောမှာကြံခဲ့တဲ့တငယ်ချင်းတွေကလည်းအားကြီးဟုတ်ဟုတ်ပြီလားဟုတ်စင်ကာပူတို့မလေးရှားတို့ထိုင်းနိုင်ငံတို့ရောက်နေတဲ့တငယ်ချင်းတွေကလည်းလိုင်းပေါ်မှာကျွန်တော်ကိုဒလာဆိုင်လေးကောင်းကောင်းလေးပြင်ပေးပါဦး အလူပွဲတွေမှာတီးခဲ့တဲ့မူလေးကိုတီးပြပါလို့ဆိုပြီးတော့ကျွန်တော်နဲ့လိုက်ဖက်တဲ့တရှင်လေးဘာတရှင်လေးတီးရမလို့လို့စဉ်းစားလိုက်တဲ့အခါကျတော့အခုတီးလိုက်ဆရာစိန်ပါမို့သွားတတိယပြီးတော့ဒီတရှင်လေးကတိတ်ကြိုက်တာဟုတ်ဗျဟောဆိုပြအောင်မယ်နော်နောက်တစ်ခါဟုတ်ကဲ့ ကြရဝိနေမသာပိလနတကယ်ချင်းရောက်ရင်ဖို့စင်ကစေတောင်းကြီးကလေးဘဝပူပါပြီပျော်ရွှင်လူလူကငယ်အချမ်းပြန်ပြောင်းလာ ရှင်ကတော့ဒါလေးပါပဲဟောနော်ဘာဘာဆရာစီဘာမောကဒီလိုလေးဆိုထားတယ်ဟုတ်ပြီအဲ့ဒါကိုကိုချီဦးရေခမရဗလာဆိုင်လေးလို့ပြပြစမ်းပါဗျာဆိုရင်တော့ဒီလိုလေးတိထားပါတယ်ဘလိုပါလဲနောက်ဆုံးကြည့်ရအောင်နော်ဟုတ်ဗလာဆိုင်ဟုတ် ဖွက်တွေကိုသိပြီးအရေးကြီးရဲ့နော်ဟုတ်အဲ့တော့ဆိုင်းစီရတယောက်တက်တဲ့တက်ထိုက်တဲ့ပညာများဟာရတဲ့ရတတ်တဲ့ပညာများဟာဆရာသမားများရှိရနေပြီးတော့တတ်မှတ်ပြီးတဲ့ပညာပါယူခဲ့ရတယ်ဟုတ်ပြီဓမ္မသာလေးတီးလုံးတစ်ပုတ် ခြပေါက်ဒီလုံးငါပေါက်ဒီလုံးသစဖို့ဒီလုံးလုံးမယ်ဆိုရင်ဒီအစ်စ်တွေကမင်းကြပါလေခင်ဗျာဟုတ်ဟုတ်ပြီနော်အဲ့တော့ဒါကူအမလည်းအစ်စ်မပါဘဲနဲ့ဒါကကျွန်တော်ညီလေးကျွန်တော်အကူနဲ့ဆရာကြီးမပါဘဲနဲ့ဒါကူတယောက်သေးမကြည့်တတ်ဘူးလားလို့မေးရင်လည်းဒီလိုတီးလို့လည်းရတယ်ဘယ်လိုပါလဲခြွင်ချက်ကလေးနဲ့ခြွင်ချက်ကလေးနဲ့တယောက်သေးပြပြအောင်မတယောက်သေးဟုတ်ကဲ့အပင်မန်းခံလာနော်ဟုတ်တယောက်သေးပါ ာဤထဲပါဟောဒါဆစ်ဖွဲ့ပြီးတော့တီးပါအကွက်ဖြစ်တော့အောင်တန်ဆန်းဖြစ်တော့အောင်တီးလုံးဖြစ်တော့အောင်ဆိုရင်တော့ထက်ခါထက်ခါတီးပြတယ်လို့အောက်မိပါနဲ့ခင်ဗျဟုတ်ကဲ့ရှစ်အောင်လို့တီးပြအချင်းမဟုတ်ခလာစင်းဒါပဲဟုတ် ောစောကတိခဲ့တဲ့အပိုက်ကလေးကဟုတ်ပထမအပိုက်အမိရတယ်ဗျဟုတ်ပြီနော်ဟုတ်အဲ့တော့ဆံစင်ဘောဘော်ရဲ့ဘူးရင်တခြင်းလေးကနှစ်ပိုက်ရှိပါတယ်ဟုတ်ကဲ့ပထမပိုက်ကြီးကိုစောစောကကောင်းမွန်အောင်ကျွန်တော်ဉာဏ်ဆွမ်းမိတဲ့ရွေလေးတီးကွက်တန်ဆန်းလေးဖြစ်တဲ့ဒီလုံးလေးနဲ့ဘာဘာစိန်ပါမုံပြတော့ပြီးပြန်တော့ဟုတ်ဒုတိယပိုက်ကတိတ်အရေးကြီးလာပြီဘာဒီအရေးကြီးတာလို့ပြီးဘာဒီအရေးကြီးလာ ကျွန်တော်မှဆရာကြီးများတယ်ဗျာဟာဘာလို့များတာတို့လို့ပြီးတချို့ကပြောကြတယ်ဆရာများတော့သာတည်ဟာအဲ့စကဘုတ်တည်ဩကြားတော့ကြားဘူးပါဗါတဲ့ကြားဘူးနားဝါတော့ရှိကြားဘူးမှနားဝါတယ်မကြားဘူးရင်နားမဝါဘူးဆရာများတော့သာတည်တယ်ဆိုတဲ့စကားကတော့အဟုတ်မှားပါအမှန်တကယ်ကတော့ကိုဆိုင်ဆိုင်ဆရာများတော့ အပားပေတယ်မှန်ပါဗျာနော်ဆရာများတော့တားပေတယ်ဆိုတာကျွန်တော်တို့ဗလာတိုင်းလောကအနုပညာဂီတဆိုင်ဝိုင်းဒီပညာအမှုတွေဘုပ္ပါဆရာများတော့တားပေတယ်ဆိုတာကကျွန်တော်တို့လူနာတယောက်နေမကောင်းလို့ဆရာတယောက်သွားပြဟုတ်ကဲ့။ဦးဆရာကောင်းတို့တို့ဒီဆရာကောင်းတို့တို့ဦးဆရာနဲ့ ဆွေးခုပေးလိုက်ဒီဆရာလည်းဆွေးခုပေးလိုက်နော်ကြာတော့အဲ့ဒီလူနာကဆရာရဲ့ဓာတ်ကိုမခံနိုင်တော့အဲ့ဒီလူနာသေရောအဲ့ဒါဆရာများတော့တားတည်တယ်အဲ့ဒါကတော့နေထိုင်မကောင်းတဲ့လူနာကိုဆရာများတော့တားတည်တယ်ပေါ့ဗျာကျွန်တော်တို့ရဲ့ဗလာဆိုင်လောကမှာတော့မြတ်ဆိုင်ကြီးညာအမွေနှစ်ကြတော့ဆရာများမှအပားပြေတယ်ဒါကြောင့် ဆရာများမှာအသာသေးလို့စကားပုံရှိစကားရှိဟုတ်ဒါကြောင့်ကျွန်တော်ကလည်းဆရာများတယ်ခင်ဗျာဟုတ်ပထမဆုံးဆရာကတော့ပြည့်တဲ့များပြီးပြီးသားဖြစ်တယ်ဒါပေမဲ့လို့ဆိုင်းတိတဲ့နေရာဒီမှာတဲ့ဟေးရွာကိုပင်ရောက်ရောက်ဟေးမြုပ်ကိုပင်ရောက်ရောက်တဲ့ကိုယ့်ရဲ့ဆရာတွေကိုပွဲတိုင်းပွဲတိုင်းနတ်သက်ထင်းရနေဆိုင်းဝဲနေရနေကျင်ညာပြီးတည်ရတဲ့အရာပါသည်တဲ့အင်မတန်မှမြတ်မွန်မြတ်လာပါလေတဲ့ကုသိုလ်လေးရပါလေလို့ဆရာတွေကဆုံးမဖို့တဲ့ဟုတ်နော် ဒါကြောင့်ကျွန်တော်ဆရာတက်ဆရာဆင်ခင်နိုင်ပါဟုတ်ပြီကျော်ဘရောမြို့ရဲ့ကျစ်တရီဆောင်ပေါ့ဟုတ်ပြီနော်ဟုတ်ပြီနေ့မန္တလေးမြို့ကနိုင်ငံကျော်ခဲ့တဲ့ တင်ယုတ်တက္ကသူဆရာစိန်မောင်ကိုလို့အမိရတယ်ဗျာတန်ယုတ်တက္ကသူရွာသားကြီးစိန်မောင်ကိုကြီးပါဟုတ်တယ်အဲ့တော့နံပါတ်3ကတော့မိထီလာမြို့မှာနာမည်ကြီးခဲ့တဲ့မြို့ထီလာရောက်ရင်စိန်ဘုံဝင်းမောင်ခီးဥကြုံကြီးဆိုတဲ့တချင်းပိုင်ရှင်လေးဖြစ်တဲ့အကိုဆရာစိန်ဘုံဝဲပေါ့ဟုတ်ပြီဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဆရာတပုလက်ကြတင်မိထားတဲ့ဆရာ3ဦးကယနေ့အချိန်ထိမရှိတော့ပါဘူး အဲ့တော့ယခုလက်ရှိဆရာကတော့မန္တလေးမှာနာမည်အကြီးဆုံးနိုင်ငံအကျော်ဆုံးဆိုင်ဆရာဖြစ်တဲ့လက်တံထူးခြားဆရာစိန်သူဝကျွန်တော်ဆရာပါဟုတ်ပြီဒါကြောင့်ကျွန်တော်ဆရာတွေကပြေးလိုက်တဲ့အမွေနဲ့အခုဆရာစိန်မမော်ရဲ့တချင်းလေးဖြစ်တဲ့ဒုတိယပိုက်ကိုကျွန်တော်ကကိုချေဦးခမရဘယ်လိုကောင်းအောင်ဒီချင်ဘယ်လိုပါလဲဟုတ်ပြလိုက်ပါနောက်စီကြီးဟာ စာသားလေးကြတော့တချင်းရဲ့စာသားလေးဟောဆိုနည်းဆိုအလေးဆရာစိမ်ပတ်ဘောဘယ်လိုဆိုသွားရမလဲတို့ဟောတပိုင်းနဲ့တပိုင်းဘာပါဘယ်လိုဆိုသွားတာမထပ်ပါအနုပညာငယ်ချင်းခါကစွင့်ကျင်လာပြီ ပါဝါဒနာဝါဒနာတရမှုကိုအရဲ့မခင်တွင်လို့တော့မဟုတ်ပါတငယ်ချင်းအေးအမှုပညာငယ်ချင်းခါကတော့ဆက်၍သင်လာ မကိုမျိုးမခင်တွင်လည်းလို့တော့ဘုဘတငယ်ချင်းရေကိုတို့ခွေခွာငါညွာကိုပြစ်ခွာဆုံးခဲ့တယ်လေကြည့်မဲ့ရဲ့တွေပါဩပြေဝါသူလီအေးလေကိုလူခွေခွာကရွာကိုပြစ်ခွာဆွန့်ခဲ့တယ်လေရိမ့်မှန်းချက်တွေပါ တိမ်ငါရွှင်ရခင်ဝဝီပြောင်းနတ်အဆောင်ဆောင်လျှံပါတဲ့မြို့ချီကုန်လေကိုရောက်ခံနေလစ်လာကြရှင် only ရဲ့မိကိုရွာကိုကြီးခဝစီတတိယရဲ့ကာ လေးကျွန်တော်ရဲ့ဘုရားလေးနဲ့တိတ်ပြီးတော့တိုက်ဆိုင်တဲ့သချင်းလေးထေးလို့အင်မတန်မြတ်လို့ဒါလေးကိုတိတက်ခြင်းဖြစ်တယ်ဟုတ်ကဲ့ဟုတ်လားဟုတ်အဲ့တော့ရွာမှာရှိတဲ့တငယ်ချင်းတွေအများကြီးမမေ့ပါဘူးဟုတ်နိုင်ပေါ်မှာရှိတဲ့နော်အနေနဲ့အရရအတီးဒီမှာကျွန်တော်ရဲ့တငယ်ချင်းတွေလည်း ဒီသရှင်လေးနဲ့ဆိုင်ပွဲတိုင်းမှာဆိုင်ပွဲတိုင်းမှာဆိုင်သာတည်နေပြီလို့ဆိုင်သိပြီရတယ်ကျွန်တော်ရဲ့တငယ်ချင်းအားလုံးတွေကိုတတိယပါလေလို့ဟုတ်ဆက်တဲ့သရှင်ဆိုလေဟုတ်ဘူးလားဗျာကောင်းပါဗျာကောင်းဘူးလားဟုတ်ကျွန်တော်ကောင်းတာမဟုတ်ပါဘူးခင်ဗျဆရာစိတ်ပါမကောင်းတာပါခင်ဗျမှန်တယ်အဲ့တော့ဒုတိယပိုက်ကလေးပါလေအမှုပညာအောင်မြင်ခါကဆက်၍တင်လာပြီ ရာကြီးကဒါရီကအမှုပညာကျွန်တော်တို့ဝါသနာပါလာတော့ဘယ်ဆရတယ်မတူစီနေဝါ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 လေးစီနေဝါစီနေဝါလေးစီနေဝါစီနေဝါလေးစီနေဝါ ဲ့ဒီစိနေဝါကနေစခဲ့တာဟုတ်ပြီအဲ့ဒီရှေ့ကျမှာခန္ဓာရတင်ရှင်ခန္ဓာရတင်ရှင်ဆိုတဲ့စာသားလေးတည်းဆရာတွေကသင်ပေးလိုက်တာကိုဟုတ်ဟုတ်ကဲ့ဟုတ်တယ်နော်ဟုတ်သာဟုဥတီချက်ပြုပြီးတော့ဆရာများအင်မတန်ကောင်းလို့လို့ဒီအချင်းလေးနဲ့ဒုတိယဘက်ကိုကျွန်တော်ဂုံပြုပါတယ်ခင်ဗျဟုတ်ကဲ့ဒီလိုကြတော့ပါတယ်ခင်ဗျကြားပါရဲ့ဗျာတမချက်ကသိအရေးကြီးတယ်ခင်ဗျဟုတ်ပြီနော်ဟုတ်ကိုဘွားကြီးဆိုင်ဟုတ်ဘွားလေးကြီးဆိုင် မခင်တွင်ငယ်လို့တော့မဟုတ်ပါတကယ်ချင်းအဓုပညာဟောငယ်ခါလာဆက်၍ပြန်လာပြီဝါဒနာဝါဒနာပါလူမုံကိုမျိုးမခင်တွင်ငယ်လို့တော့မဟုတ်ပါတကယ်ချင်းရဲ့ ကိုတို့ခွဲခွာရလွာလိုပြစ်ခွာဆွန့်ခဲ့တယ်လေဤမန်းချက်တွေမှာဩပြေဝသူလီကိုတို့ခွဲခွာကလွာလိုပြစ်ခွာဆွန့်ခဲ့တယ်လေဤမန်းချက်တွေမှာအပြေဝသူလီတိမ်သာရွှေရ Hey, why we be all? နဲ့ဆောင်ဆောင်လျှံပါတဲ့ယုတ်ချီကိုနေကိုရောက်ခံနေလစ်လာချာရှင်ဩနေဒီမေကိုရွာကိုမီသဝစဉ်တတိယလေးကာဒီ ောက်ပိုင်းဆိုတော့ဒီလိုတချင်းလေးတွေနဲ့လည်းအင်မတန်မှလိုက်ဖက်တယ်ဗျာဟောနော်အဲ့တော့ဒါပြည့်တဲ့ကလည်းအနေထားကြည့်လိုက်တော့အလူတိုင်းကအလူမာလေးအဲဆိုင်းကားတောင်းဝင်ကြတဲ့ပုံကိုယ်တွေကလည်းဒီတပူလေးပြီးရင်ကျင်းတတ်ပါလေမြင်သေးမောင်းလို့ပြောထားတာလည်းဖြစ်သည့်အတွေ့ဟောပြီဒါလေးကိုကလနာလေးကောင်းတဲ့ဟော ကလနာလေးကောင်းကိုထိလိုက်လေဟုတ်ကဲ့အဲ့တော့ပစုတထဲကလနာကောင်းမှအရေးကြီးတယ်တပတ်တထဲကလနာကောင်းမှသိအရေးကြီးတယ်ဟုတ်ကဲ့အဲ့တော့တီးလုံးတစ်ပုတ်ချင်းတစ်ပုတ်ကြီးတယ်ဆိုရင်လေအစကောင်းမှအနှောင်းသိကြတယ်ဆိုတော့မန္တလေးရဲ့နိုင်ငံကျော်ခဲ့တဲ့လက်တံထူးကြဆရာစိန်တူပါရဲ့စကားလို့ပေါ့ဟုတ်အဲ့တော့အစကတော့ကောင်းတာပြီအဆုံးကတည်တတ်ဖို့လိုတယ်ဟုတ်ပြီဘယ်လိုကောင်းအောင်သိမလို့လို့ကိုချင်းဦးမေးရင်မရှိပါဒီလိုလေးတိတ်လိုက်နေဆရာမကိုဒီလိုပြတော့မယ်နော်ဟုတ်ကဲ့ဝါလီမမစီဟုတ်ချက်ကြည့် 好，好的。